မြန်မာနိုင်ငံပါဝင်နိုင်ငံ၁၂နိုင်ငံကိုအမေရိကန်ကပြည်ဝေခွင့်ပိတ်ပင်အားလုံးပဲမင်္ဂလာပါဇွန်လ9ရက်နေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာမြန်မာနိုင်ငံပေါ်မှာလှုပ်ခဲသွားစေမယ့်ကြေညာချက်တစောင်းကိုလက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်အဲဒါကတော့မြန်မာနိုင်ငံပါဝင်နိုင်ငံပေါင်း၁၂နိုင်ငံကိုထရန့်ရဲ့ဆိုရာကပြည်ဝေခွင့်ပိတ်ပင်လိုက်တာဖြစ်ပါတယ်မြန်မာပါဝင်အာဖဂန်နစ္စတန်ချက်ကွန်ဂိုအီကွေတာတိုရာကီနီအီရီတရီးယားဟေတီအီရန်လေပြား ဆိုမာလီယာဆူဒန်နဲ့ရင်းမြစ်နိုင်ငံတွေကိုအမေရိကန်ဆိုရကပြည်ဝင်ခွင့်ပေးလိုက်တာပါဒီနိုင်ငံတွေဟာစီးပွားရေးကြဆင်းပြီးစစ်မှတ်တွေနဲ့လည်းရင်ဆိုင်နေရတဲ့နိုင်ငံတွေဖြစ်နေပါတယ်ဒီနိုင်ငံတွေကိုတော့အမေရိကန်ဆိုရကပြည်ဝင်ခွင့်လုံးဝပေးလိုက်တာဖြစ်ပြီးတော့ဗီဇာထုတ်ပေးတာတွေဆက်လက်လုပ်ဆောင်ပေးတော့မှာမဟုတ်ပါဘူးပြည်ဝင်ခွင့်တစ်စိတ်တစ်ပိုင်းပိတ်တဲ့နိုင်ငံစင်းလဲကြညာခဲ့ပြီးတော့အဲ့ထဲမှာဆိုရင် လာအိုဗီနီဇွဲလာပါဝင်ခုနှစ်နိုင်ငံပါဝင်ခဲ့ပါတယ် အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေဟာရဲကြော်နေထိုင်ကြရပြီးများပြားလို့တဲ့အတွက်ကြောင့်အခုလိုပြည်ပင်ရတာဖြစ်တယ်လို့လည်းအင်ဖြူရောကထုတ်ပြန်ပါတယ်။ပညာရေးဗီဇာကင်ဆာပြီးတော့ရဲကြော်နေထိုင်သူ50နှစ်တသမာ69ရာဂိုင်းလုံးနဲ့စီဝါရေးဆိုင်ရာဗီဇာအလဲပဲဗီဇာတွေနဲ့ရဲကြော်နေထိုင်သူ29တသမာ9ရာဂိုင်းလုံးရှိနေရပါ။ဒီလိုပဲပြင်လိုက်တာဆိုရင်တော့အမေရိကန်နိုင်ငံသားတွေနိုင်ငံသားသားအကြောပဲ့ခံရမှုတွေစီကနေကာဝယ်ပေးဖို့နဲ့အမျိုးသားလုံခြုံရေးအတွက်လို့သမ္မတထရန်ကဆိုပါရီ ်တမလာထွန်းရင်အမိကိုလူခွင့်ရေးဖွဲ့စည်းတွေကလည်းပြင်းပြင်းထန်ထန်ကန့်ကွက်နေကြပါရည်ဆရာနာသိမ်းမှုအောက်ကမြန်မာနိုင်ငံကိုဒီလိုမျိုးပြည်ပနာကမဖြစ်သင့်ဘူးလို့ဘာမရစာအင်စတီကျူဦးဆောင်သူဇိုတုံမုံကပြောပါရည်ဥမာအနေနဲ့ပြောရရင်အခုဒီစိန်ပြိပိမှုကြောင့်ဒီလိုတရားဝင်ဖြစ်နေတဲ့အမျိုးသားတို့ကမြန်မာပြည်မှာသူ့လက်ထက်ထားသူကိုခေါ်ဖို့မဖြစ်နိုင်တော့ဘူးတရားဝင်နေထိုင်နေတဲ့မိဘတွေဆိုရင်လည်းမြန်မာပြည်သားသားသမီးကိုခေါ်ဖို့မဖြစ်နိုင်တော့ဘူးဒီလိုအခြေအနေတွေကြောင့်မိသားစုတွေတကွဲတကွာဖြစ်နေတဲ့အမိတ်ဆိုပြီးတော့ တမနာထွန့်ပထမတမနာတတန်း2018တုန်းကထုတ်ပြန်ခဲ့မှုတဲ့အလားတူမိန့်ကိုတမနာဘိုင်ဒန်က2020မှာသူတမနာဖြစ်တော့ပေးဖြတ်ခဲ့တာပါလို့သူကပြောသွားခဲ့တာဖြစ်ပါရည်။အမေရိကန်စိုးရရဲ့ပြည်ပမှုကြောင့်ဗီဇာရဖို့စောင့်ဆိုင်နေစေမြန်မာတွေဘလို့ဆက်ဖြစ်မလဲ။ပညာသင်ကြားဖို့အမေရိကန်ရောက်နေတဲ့မြန်မာကျောင်းသားတွေရဲ့ဗီဇာဘလို့ဆက်ဖြစ်မလဲ။အမေရိကန်နေထိုင်ခွင့်ကန်ဆယ်မဲ့ TV မှာမြန်မာတွေပါဝင်ခွင့်ရှိအောင်မလားစတဲ့မိကွန်းတွေလည်းထွက်ပေါ်လာပါရည်။ ဒါနဲ့ပတ်သက်လို့မြန်မာနိုင်ငံမှာရှိတဲ့အမေရိကန်တန်ယုံကနောက်ဆုံးရအခြေအနေတွေကိုသိရှိနိုင်ဖို့ဝါရှင်တန်နဲ့ချိတ်ဆက်ဆောင်ရွက်နေစေပါလို့သာဖြစ်ပေးခဲ့ပါတယ်။ဒီပေပေမှုကအမေရိကန်ရောက်မြန်မာရောမြန်မာနိုင်ငံကနေထွက်ခွာဖို့စောင့်ဆိုင်းနေကြသူတွေပေါ်မှာပါရိုက်ခိုက်မှုကြီးမားသွားခဲ့ရပါတယ်။အပင်နာဆင်ခဲ့ကြတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။ မြန်မာနိုင်ငံသားတွေအားလုံးလည်းဒီလိုခက်ခဲစိုးကြီးရနေပြီးတော့အပြန်ဆိုလို့မြောက်ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စူတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေရှင်။အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel လေးကိုလည်း like and follow မလုပ်ရသေးဘူးဆိုရင်တော့ like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ရှင်။နိုင်ငံတကာအသိနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုကျမတို့ရဲ့ပေလေးကနေပြီးတော့ချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရဲ့ရှင်။